တားတို့သမီးတို့ရေမိင်္ဂလာပါဒီချေကတော့ဒီချေအမရဖြစ်ပါတယ်ဒီနေ့တားတို့သမီးတို့နဲ့အတူတူ grade 10 unit 11 vocabulary ထဲမှာပါဝင်တဲ့ surfaces လေးတွေကိုအတူတူလေ့လာသင်ကြားရအောင်နော်ဒါဆိုရင်တားတို့သမီးတို့အရင်ဆုံးစဉ်းစားကြည့်ရအောင် what is surfaces အဲ့တော့ surface ဆိုတာဘာလဲ တော့ surfaces ကအဓိပ္ပာယ်ကတော့ဒီလိုဖြစ်ပါတယ်။ A surface is a letter or a group of letters that is at to the end of a word. အဲ surfaces ဆိုတာကစကားလုံးလေးတွေပဲဖြစ်ပါတယ်။ဒါမှမဟုတ်စကားလုံးအုပ်စုလေးတွေပဲဖြစ်ပါတယ်။အဲစကားလုံးအုပ်စုလေးတွေက is that is added to the end of the word. စကားလုံးတစ်လုံးရဲ့နောက်ဖက်မှာအဆုံးသတ်မှာပေါင်းထည့်ပေးထားတာပဲဖြစ်ပါတယ်။ adding a surface to a word changes changes its meaning or forms a different word အဲ့တော့စကားလုံးတစ်လုံး word တစ်လုံးစကားလုံးတစ်ခုစီတစ်ခုထဲမှာ surfaces လေးကိုထည့်ပေါင်းပေးလိုက်ခြင်းအပြင် a word change စကားလုံးကပြောင်းလဲသွားပါတယ် its meaning သူ့ရဲ့အဓိပ္ပာယ်ရော or forms a different word နောက်ထပ်သူ့ရဲ့အဓိပ္ပာယ်လည်းပြောင်းလဲသွားဆိုစကားလုံးရဲ့ပုံစံတစ်ခုကလည်းပြောင်းလဲသွားတာပဲဖြစ်ပါတယ်တဲ့အဲ့ဆိုရင်ဒီစရို example လေးတွေကိုကြည့်အောင်နော် အဲ့တော့ non conforming services services တွေပေါင်းလိုက်တဲ့အခါမှာဆိုလို့ရှိရင် now နန်နေရပေါပေါက်လာပါတယ်တဲ့အဲ့တော့ non can be found from bots and entities and others now our norms နန်နေရပြင်ပြီးတော့ပေါပေါက်လာတယ်ဘာဒီမှာလဲဆိုလို့ရှိရင် bug တွေ entities တွေနဲ့အခြားနန်နေမှာဆိုလို့ရှိရင်နောက်ကနေပြီးတော့ services တွေထည့်လိုက်ဒါဆိုရင်ဒီစရုပ်နမူနာလေးတစ်ခုကိုကြည့်လိုက်အောင်เนาะ DHRC kit လို့ခေါ်တဲ့ entity ကို ။ဒီချေတို့က surfaces ဖြစ်တဲ့ NESS nest ကိုထည့်ပေါင်းလိုက်ခြင်းအပြင် thickness ဆိုတဲ့ to depth တော့အနေတော့ to depth တီ to depth မှုဆိုတဲ့အနှောင်းကိုရရှိတာပဲဖြစ်ပါတယ်။ဒါဆိုရင်နောက်ထပ်ဥပမာလေးတစ်ခုဆက်ပြီးတော့သွားလိုက်ရအောင်။ remove လို့ခေါ်တဲ့ buff ကိုထုတ်ပယ်သည်ရှင်းလင်းသည်ဆိုတဲ့အဓိပ္ပာယ်ရတဲ့ remove ဆိုတဲ့ buff ကို al ဆိုတဲ့ surfaces လေးပေါင်းလိုက်တဲ့အခါမှာ removal ဆိုတဲ့ထုတ်ပယ်မှုညှင်းပယ်မှုဆိုတဲ့နှောင်းကြီးရရှိသွားတာပဲဖြစ်ပါတယ်။ โอเคနောက်တစ်ခုကတော့ differ ကွဲပြားခြားနာသည်ဆိုတဲ့ကရိယာလေးကို in see ဆိုတဲ့ surfaces လေးပေါင်းလိုက်တဲ့အခါမှာ differences လို့ခေါ်တယ်ကွဲပြားခြားနာမှုဆိုတဲ့နောင်လေးပေါပေါလာတာပဲဖြစ်ပါတယ် height လို့ခေါ်တဲ့နောင်လေးညင်သည်ဆိုတဲ့အဓိပ္ပာယ်အမြင့်ဆိုတဲ့အဓိပ္ပာယ်ရတဲ့နောင်လေးကို en လို့ခေါ်တဲ့ services လေးပေါင်းလိုက်တဲ့အခါမှာတော့ height လို့ခေါ်တဲ့ buffly ပေါ်ပေါက်လာတာဖြစ်ပါတယ်။ဒါကြောင့်မလို့ surfaces တွေမှာဆိုလို့ရှိရင် verbs can be for pronouns and adjectives ဒီလိုပါပဲ။ကရိယာတွေဟာဆိုလို့ရှိရင် noun တွေ adjective တွေကနေ surfaces တွေပေါက်လာခြင်းအပြီးပေါ်ပေါက်လာပါတယ်။အဲ့တော့နောက်ထပ်တစ်ခုကိုကြည့်ရအောင်။ pure ချီလင်တန်ရှင်းသည်ဆိုတဲ့ adjective ကို f1 လို့ခေါ်တဲ့ surfaces လေးပေါက်လိုက်တဲ့အခါမှာတော့ purify ချီလင်တန်ရှင်းသည်ဆိုတဲ့ verb လေးပေါ်ပေါက်လာတာဖြစ်ပါတယ်။ ါဆိုရင်သားတို့သမီးတို့မှတ်ထားရမှာကတော့ surfaces တွေဆိုတာကနောက်နေလည်းဖြစ်ပေါ်နိုင်တယ်လို့ web တွေလည်းဖြစ်ပေါ်လာစေပါတယ်။နောက်ကနေစကလုံးလေးတွေကိုပေါင်းလိုက်ခြင်းအဖြစ်အဲ့တော့ဒီချေတို့အာဒီပါလေ့ကျင့်ခန်းလေးကိုဆက်ပြီးတော့ကြည့်ရအောင်နော်။အဲ့တော့ဒါတို့သူတို့မှတ်ထားရမှာက surfaces တွေမှာဆိုလို့ရှိရင် surfaces တွေပေါက်လိုက်ခြင်းအားဖြင့် noun နဲ့ noun က verb တွေ adjective တွေပေါက်လိုက်ခြင်းအားဖြင့် noun တွေပေါက်ပေါက်လာသလို buff တွေလည်းပေါ်ပေါက်လာတာမျိုးဖြစ်ပါတယ် okay number a complete the following table by adding services to the wall given အပေးထားတဲ့စကားလုံးလေးတွေကို services တွေပေါင်းခြင်းအပြည့်အပြည့်ဒီ table လေးကိုဖြည့်ပေးပါလို့ပြောထားတာဖြစ်ပါတယ် number a မှာကြတော့ပေးထားတာ al ဆိုတဲ့ services လေးပေးပါတယ် root of words မှာဆိုရင်ဒီချက်တွေကနှစ်ခုပေးရမှာ arrive buff ရောက်ရှိသည် approve လောက်ခွင့်ပေးသည်ပြုလောက်ခွင့်ပေးသည်ဆိုရဲကရိယာလေးနှစ်ခုရှိပါတယ်ဒါဆိုရင်ဒီချက်တို့က AN လို့ခေါ်တဲ့ services လေးနဲ့ပေါင်းလိုက်တဲ့အခါမှာ noun ဖောင်ဖြစ်တဲ့ arrival ရောက်ရှိသည် approval ခွင့်ပြုပေးသည်ဆိုရဲ noun လေးရရှိတာဖြစ်ပါတယ် okay ဒုတိယတလုံးအနေနဲ့ ANC E ဆိုတဲ့ services ကိုဒီချက်တို့ကဒီဘက်မှာ root of word နှစ်ခုလေးကိုပေါင်းပြရမှာဖြစ်ပါတယ် fragrant အမွေအနှံရှိသောနဲ့ guide ဗက်နော်ခိုင်းလုတ်ပေးသည်ရှောက်ရှောက်ပေးသည်ဆိုတော့စကယ်လုံးလေးရဲ့နှလုံးရဲ့နောက်မှာ ends ကိုပေါင်းလိုက်တဲ့အခါမှာဆိုတော့ fragrance လို့ခေါ်တယ်နော်အမွေရည်နဲ့နဲ့ guidance ဆိုတာပြုစုရှောက်ရှောက်စီဆိုတဲ့စကယ်လုံးလေးလုံးပြန်လည်ရရှိတာဖြစ်ပါတယ်ဒီလိုပါပဲ dam 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 လို့ခေါ်တဲ့ surfaces လေးကိုတွဲပြရမှာဖြစ်ပါတယ်ပထမဦးဆုံးက free လွတ်လပ်သောဆိုတဲ့ adjective နဲ့ bold ဆိုတော့ပြည်သည်ဆိုတဲ့ verb ကိုကွဲပြေးပြရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင် ီမှာနောက်ကိုပေါင်းလိုက်တဲ့အခါမှာဆိုလို့ရှိရင် freedom လို့ခေါ်တယ်လွတ်လပ်မှုဆိုတဲ့နောင်လေးရရှိသွားသလို boredom လို့ခေါ်တယ်ပြီးမှုပြီးညီးငွေမှုဆိုတဲ့နောင်လေးရရှိသွားတာဖြစ်ပါတယ်နောက်တစ်ခု surface set လေးဖြစ်တဲ့ ends ကိုပေါင်းမယ်အဲဘယ်မှာပေါင်းပြရမှာလဲဆိုရင် prefer လို့ခေါ်တဲ့ buff နဲ့ refer လို့ခေါ်တဲ့ buff နှလုံးမှာပေါင်းပြရမယ် prefer ရဲ့အဓိပ္ပာယ်ကတော့အတိုင်းနှစ်သက်သည် refer ကတော့ညှင်းဆိုသည်ဆိုတဲ့ buff ကိုပေါင်းပြရမှာဖြစ်ပါတယ်အဲ့တော့ prefer ရဲ့နောက်မှာ ence ပေါင်းလိုက်တဲ့အမှာခါအခါမှာဆိုရင်တော့ preference တိုင်းနှစ်သက်မှုဆိုတဲ့နောင်းလေးရရှိသွားလို့ reference ဆိုတဲ့ညှင်းဆိုမှုဆိုတဲ့နောင်းလေးရရှိသွားတာပဲဖြစ်ပါတယ်နောက်တစ်လုံး er ဆိုတဲ့ surfaces လေးကို materialize လို့ခေါ်တဲ့အဆိုတဲ့ထိမ့်သိမ့်ပေးသည်ဆိုတဲ့ buff က teach တင်ကြားသည်ဆိုတဲ့ဘက်နှစ်ခုမှာပေါင်းပြရမှာဖြစ်ပါတယ်။ပေါင်းလိုက်တဲ့အခါမှာတော့အီးရပေါင်းလိုက်တဲ့အခါမှာ moisturizer ဆိုတဲ့နောက်အလှအလှပအတွက်အသားရည်ဆိုတဲ့ထိမ့်သိမ့်ပေးမှုဆိုတဲ့အဓိပ္ပာယ်ရဲ့ teacher ဆိုတဲ့နောက်ဟိုစတင်ကြားသူစတင်ပေးသူဆိုတဲ့အဓိပ္ပာယ်ရရှိလာပါတယ်။နောက်လေးတွေရရှိလာတာဖြစ်ပါတယ်။ဒါဆိုရင်နောက်ထပ်စကားလုံးဖြစ်တဲ့ ORR ဆိုတဲ့စကားလုံး surfaces လေးကို invent between these နဲ့ at လို့ပြောဆောင်သည်ဆိုတဲ့စကားလုံးလေးကြိယာလေးရဲ့နှလုံးအောက်မှာဆက်လိုက်မယ်ဆက်လိုက်တဲ့အခါမှာဆိုလို့ရှိရင်တော့ inverter လို့ခေါ်တဲ့နော်တီထွင်တဲ့သူနဲ့ actor ဆိုတဲ့ပြောဆောင်တဲ့သူနောက်နေရရှိမှာဖြစ်ပါတယ် iron ဆိုတဲ့ ion ဆိုတဲ့အဲ surfaces လေးကို promote နဲ့ revise ဆိုတဲ့ကြိယာလေးတစ်ခုမှာဆက်လိုက်တဲ့အခါမှာဆိုရင်တော့ promotion ရာထူးမှု မြင့်တင်မှုဆိုတဲ့နောက်လေးရရှိပြီလို့ revision လို့ခေါ်တဲ့ပြန်လည်လေ့ကျင့်ခန်းဆိုတဲ့နောက်လေးရရှိတော့တာလည်းဖြစ်ပါတယ် ISD ဆိုတဲ့ services လေးကိုစကားလုံးလေးနှလုံးဖြစ်တဲ့ science statement ပညာဆိုတဲ့နောက်လေးနဲ့ art ဆိုတဲ့ဝိစာပညာဆိုတဲ့နောက်နှစ်ခုမှာတစ်ချက်လုံးဆက်လိုက်မယ်ဆက်လိုက်တဲ့အခါမှာဆိုရင်တော့ scientist ဆိုတဲ့သိပ္ပံပညာရှင်နဲ့ artist ဆိုတဲ့အမှုပညာရှင်ဆိုပြီးတော့နေရာနှစ်ခုရရှိတော့တာဖြစ်ပါတယ်နောက်ပုံစံလေးရရှိတော့တာဖြစ်ပါတယ်အဒီမှာ ambient ment ဆိုတဲ့ surfaces ကလေးကို manage ဆိုရယ် buff နဲ့ move ဆိုရယ် buff နှစ်ခုမှာဆက်လိုက်မှာ ဖြစ်ပါတယ်အဲ့လိုဆက်လိုက်တဲ့အခါမှာတော့ management နဲ့ movement ဆိုပြီးတော့နှစ်ခုဟိုရရှိသွားတာ noun form နှစ်ခုရရှိသွားတာဖြစ်ပါတယ် NESS net ဆိုတဲ့ surfaces လေးကို useful adjective နဲ့ great ဆိုတဲ့ adjective မှာတကယ်လို့ဆက်လိုက်မှာဖြစ်ပါတယ်ဆက်လိုက်တဲ့အခါမှာတော့ usefulness နဲ့ greatness ဆိုတဲ့ noun form နှစ်ခုကိုရရှိသွားတာဖြစ်ပါတယ် တော့ ATH လို့ခေါ်တဲ့ services ကို immigrant နဲ့ different ဆိုတဲ့နောက်နဲ့ adjective စကားလုံးလေးမှာပေါင်းလိုက်တဲ့အခါမှာတော့ immigrate နဲ့ differentiate လို့ခေါ်တဲ့ buffle နှစ်ခုပေါပေါလာတာပဲဖြစ်ပါတယ် EN ဆိုတဲ့ services လေးကို strength နောက်နဲ့ like adjective မှာပေါင်းလိုက်တဲ့အခါမှာတော့ strengthen နဲ့ like them ဆိုတဲ့ကရိယာ buffle နှစ်ခုပေါပေါလာတာဖြစ်ပါတယ် Isaac E လို့ခေါ်တဲ့ services လေးကို computer နောက်နဲ့ memory နောက်နှစ်ခုမှာပေါင်းလိုက်တဲ့အခါမှာတော့ computerize နဲ့ memorize ဆိုပြီးတော့ကြိယာလေးပေါပေါလာတာပဲဖြစ်ပါတယ်။ IFI လို့ခေါ်တဲ့ services လေးကို simple adjective နဲ့ noun example noun မှာပေါင်းလိုက်တဲ့အခါမှာတော့ simplify နဲ့ exemplify လို့ခေါ်တဲ့ကြိယာလေးတွေပေါပေါလာတာပဲဖြစ်ပါတယ်။ဒါဆိုရင်တအားတို့သမီးတို့အနေနဲ့ services လေးတွေပတ်သက်ပြီးတော့လေ့လာသင်ယူပြီးသွားပြီးဖြစ်ပါတယ်။တနက်သင်ခန်းစာလေးတွေကိုလည်း Pandy application မှာဆက်လက်ပြီးသင်ယူနိုင်ပါတယ်။ကျေးဇူးတင်ပါ